မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ ဂျွန်လ၂ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်စေမြင့်ကန်ချေးရွာကိုလာတဲ့ပြူစောတီကနှစီကိုကြားဖြတ်တိုက်ခတ်ရာပြူစောတီ၄ဦးသေဆုံးပြီးတော့လက်နက်နှစ်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၁ရက်နေ့မနက်၈နာရီအချိန်ကပခုတ်ကူမြို့ကစေမြင့်ချေးရွာစစ်ဆေးရေးဂိတ်စခန်းမှာတော်ဝင်ပြောင်းလဲဖို့အတွက်လာတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတီခေါင်းဆောင်ပါတဲ့အင်အား၈ဦးစီးနှင်းလိုက်ပါလာတဲ့ကားနှစ်စီးကိုပြည်သူ့ကာကွယ် က်တပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်လည်ပြစ်ခတ်မှုတိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။မတ်တူကနှစီနဲ့ထွက်လာတာဝိုင်းပစ်တဲ့အချိန်မှာကားနှစီလုံးကထိုးရက်သွားတယ်။ကြံတဲ့၄កောင်ကထွက်ပြေးသွားတာပါ။ကားတွေကပြတ်သွားတော့ယူခဲ့လို့မရတော့ဘူး။ဝိုင်းပြကြတော့ကားကပြတ်သွားတာပါကြံတဲ့ပူစော်ဒီလေးကောင်ကတော့လွတ်မြောက်သွားတယ်စေမင်းကန်ဂိမ်းစခန်းတွေကလည်းနီးတယ်မိုးကလည်းရွာနေတော့ကားတွေကိုမီးမရှို့ခဲ့ရဘူး ီနေ့မနက်မှာတော့စင်မင်းကန်ဂိတ်ကိုအင်အား80လောက်တိုးပြီးတော့ချထားတယ်လို့ဘခောက်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းနဲ့ပြည်သားရေးတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောထီ၄ဦးသေဆုံးပြီးတော့ MA3 အမျိုးအစားတနက်တလက်ပြစ်တိုတလက်ခဲရမ်းများနဲ့ ငွေသား33သိန်းတို့ကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဘခုတ်ကူမြို့ကပြည်သူများရဲ့ပြောဆိုချက်အရတော်လိုင်းတပ်များရဲ့တခတ်မှုကြောင့်ဘခုတ်ကူမြို့အမှတ်နဲ့ရက်ကွာနေပြည်တော်လမ်းတွေပြူစောတိခေါင်းဆောင်ကြော်ဆိုးနိုင်တိတ်ဆုံးသွားပြီးတော့ဒီကနေ့မနက်9:00နာရီမှာကြိုလိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။၎င်းတခတ်မှုကိုဘခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘခုတ်ကူခရိုင်တရင်း16နဲ့ဘိုးကလေးတပ်ပေါင်းစုတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်မှာရှိတဲ့စော်ဝါရွာတစ်စိမ်ပင်ဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ကျောင်းတိုင်းဆေးရတော့ဗရဏာအိမ်တော်ဘာသာပြန်လည်တော်မူခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ10ရက်နေ့မိုးလွယ်3နာရီကျော်အချိန်ကမှဒဝယ်မြို့ပေါ်မှာတပ်ဆွဲထားတဲ့စစ်တပ်နဲ့နေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဒဝယ်မြို့နယ်အတွင်းမှာရှိတဲ့ရှင်မုတ်ထီးကျေးပါအုပ်စုအတွင်းထဲကိုလက်နက်ကြီးအလုံးကြီး100ကျော်နဲ့ တနေကုန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အကြမ်းမဲ့စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာစော်ဝရွာတစ်စိမ်ပင်ဖုန်ကြီးကျောင်းကိုထိမှန်ခဲ့ပြီးတော့တတ်တော်66နဲ့ဝါတော်46ဝါရှိတဲ့ကျောင်းနိုင်ဆရာတော်ဗဒ္ဒနာအိန်တော်ဘာသာကိုလက်နက်ကြီးကြီးထိမှန်ပြီးတော့ပြန်လုံတော်မူသွားတယ်လို့သိရပါတယ်မနေ့ကစစ်ခွေးတွေကဒဝဲကနေလက်နက်ကြီးနဲ့လှမ်းထုတာအဲ့ဒါလက်နက်ကြီးကြီးကစော်ဝတစ်စိမ်ပင်ကျောင်းထဲကိုကြောက်ရောက်ပောက်ကွဲလို့ဆရာတော်ပြန်လုံတော်မူသွားပါတယ်မနေ့ကညနေ3နာရီကျော်လောက်ကဖြစ်တာပါဒဝဲမျိုးတွေမှာတက်ဆွဲထားတဲ့စစ်ခွေးတွေနဲ့ ်နေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကပြစ်တာပါလက်နက်ကြီးကမနေ့ကတနေကုန်လုံးကိုပြစ်နေတာ အလုံးပေါင်း၁၀၀ကျော်တယ်လို့ဒေသတွင်းသတင်းရင်းတွေကပြောပြထားပါတယ်လက်ရှိအချိန်မှာရှေးမုတ်ထီကျေးရွာအုပ်စုအတွင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိနေတဲ့အတွက်ကြောင့်ကျေးရွာနေပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်နဗဲပင်ရွာနယ်ကြောက်တန်းရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းများလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်ကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၂ရက်နေ့မနက်10:15မိနစ်ခန့်အချိန်မှာအကြမ်းဖက်စစ်သားများကဒရုန်းများလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာမိုးများရွာသွန်းနေတဲ့အတွက်ပြည်သူများဟာမိုးရေတွေကြားထဲမှာပဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ ်မိသားစုဝင်၃ဦးထိခိုက်သွားပါတယ်ထိခိုက်သူတွေထဲမှာကလေးတအုပ်လဲပါတယ်ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အချမ်းဘတ်စစ်တပ်ဟာကြောက်တိုင်ရွာကိုဒရုန်းများနဲ့ဘုံဆယ်လုံးခန့်ကျဲချခဲ့ပြီးတော့နဘဲရွာကိုလည်းဘုံငါးလုံးခန့်ကျဲချခဲ့ကာလက်ရှိအချိန်ထိလည်းတိုက်ခိုက်မှုများကိုလုံဆောင်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမပူတော်မြို့နယ်ငရုတ်ကောင်းမြို့နယ်ကွယ်နတ်မော်ကြီးရွာအုပ်စုကြောက်ချောင်းကြီးရွာမှာ လူစားထိုးစစ်မှုထမ်းရင်ငွေကျပ်85ဒိန်ပေးမယ်ဆိုပြီးတော့ကျေးရွာအုပ်ချုပ်ရေးမှူးတင်းထိုက်ကလူငယ်တအုပ်ကိုလိမ့်လဲစစ်ထဲကိုတွင်းလိုက်ပြီးတော့တကယ်တမ်းကျတော့ငွေတပြားမှမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတင်းထိုက်ခေါ်ထိုက်ကြီးကအဲ့ဒီကျေးရွာမှာနေတဲ့မောင်အောင်စိုက်ဆိုတဲ့လူငယ်ကိုလူစားထိုးစစ်မှုထမ်းပေးမယ်ဆိုပါကငွေကျပ်85ဒိန်ပေးမယ်ဆိုပြီးတော့စစ်မှုထမ်းအပတ်စဉ်စက်တက်ကိုပို့ဆောင်တွင်းပေးလိုက်တယ်လို့သိရပါဗါတယ်။ဒါပေမဲ့အဲ့ဒီလူငယ်ရဲ့မိဘများကိုတော့ငွေကျပ်တပြားတစ်ချက်မှမပေးဘူးလို့သိရပါတယ်။ ်လူစားထုံးစစ်မှုထမ်းအငှားလိုက်တဲ့ကောင်းလေးကမောင်းအောင်စိုက်တဲ့စစ်မှုထမ်းအပတ်စဉ်ဆက်တဲ့အတွက်လူစားထုံးစစ်ထဲလိုက်ရင်ငွေ85လိမ့်ပေးမယ်ဆိုပြီးတော့စစ်ထဲကိုတွင်းလိုက်တယ်အဲ့ဒီကောင်းလေးကိုရောသူ့မိသားစုကိုရောတပြားတစ်ချက်မှမပေးပါဘူးရွာမှာလဲစစ်မှုထမ်းလူစားထုံးဖို့အတွက်တိုင်းအောင်ကိုငွေ9000နဲ့ရွာကနေပြီးတော့အုပ်ကြီးကလိုက်ကောက်ထားတယ်အုပ်ကြီးတိန့်ထိုက်ကပတ်စံနေမပေးပဲနဲ့သူ့အကုန်လုံးသုံးစားပလိုက်တာကောင်းလေးကစစ်မှုထမ်းနဲ့ပါသွားပါပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အခုလိုမျိုးစစ်မှုထမ်းလူစားထုံးမှုအတွက်ငွေကျပ်85သိန်းမပေးမှုအတွက် လူငယ်ရဲ့မိဘများကကြောက်ချောင်းချိပါအုပ်ချုပ်ရေးမှုတိမ့်ထိုက်ခေါ်ထိုက်ကြီးကိုငရုတ်ကောင်းမြွနဲ့ထွေးအုပ်နဲ့ရဲစခန်းကိုမေလ30ရက်နေ့မှာတွားရောက်တိုင်ကြားထားတယ်လို့သိရပါဗျ။ဒါပေမဲ့လက်ရှိအချိန်အထိသက်ဆိုင်ရာကတစုံတရာအေးအေးယူဆောင်ရွက်ပေးခြင်းမရှိဘူးလို့ကြေးပါနေပြည်သူများထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ကလေးမျိုးကနေချင်းပြည်နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာတီးတိမ်မြို့နယ်မှာမွာပြီးရွာကနေအိမ်တွေကိုဖောက်ထွင်းမှွေနောက်ပြီးတော့မိရှို့သွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ချင်းတော်လိုင်းရဲတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်အဲ့ဒီစစ်ကြောင်းဟာမွာပြီးရွာကနေရှေ့ဆက်မတက်နိုင်တော့ဘဲနဲ့တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပြီးမေလ30ရက်နေ့မှာနေအိမ်နှလုံးကိုစစ်ကောင်စီတပ်သားတွေကမိရှို့သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဖုန်ကြီးကြောင်သားကအိမ်နှလုံးမိရှို့ခံလိုက်ရပါတယ်။အိမ်တွေကိုလည်းအကုန်ဖောက်အိမ်မိရှို့ခံရတာက အဝေးကနေမြင်နေရတာရွာထဲမှာတော့ဘယ်သူမှမရှိတော့ဘူးသူတို့စတက်လာကလေးကရွာကလူတွေကထွက်ပြေးကြရတာပဲလို့ဒေသခံတဦးကပြောပြထားပါတယ်။မွာပီးရွာမှာအင်ဂျင်60ကျော်ရှိပြီးတော့လူရင်259ဦးနေထိုင်ကြတယ်လို့သူတို့ဟာသခိုင်းတိုင်းကလေးမျိုးနယ်တိတိမျိုးနယ်တွေကဆွေမျိုးတွေရှိတဲ့ရွာတွေစီမှာတွားရောက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ကလေးတီးတိမ်လမ်းမကြီးဘေးမှာတရှိတဲ့မှပီးအပါအဝင်ဟိန်စိန်ခိုင်ကန်ထေးစံတိုင်ငင်စတဲ့ခြေရွာတွေကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာတောတွေတောင်တွေထဲမှာစစ်ဘေးတိမ ်ရှောင်နေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းမြန်မြို့နယ်ကဏီပြူစောတိရွာကကိုရဲနှစ်ပါးနဲ့ပြည်သူ၃ဦးတို့ဟာထွက်ပြေးလာပြီးတော့ပြည်သူကာကွယ်တပ်များထံမှလာရောက်ခိုးလုံခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ30ရက်နေ့မှာမြန်မြို့နယ်ကဏီပြူစောတိကျေးရွာအတွင်းမှာနေထိုင်တဲ့ကိုရဲနှစ်ပါးနဲ့ပြည်သူ၃ဦးတို့ဟာကဏီကျေးရွာနေပြူစောတိများရဲ့ဖိနှိပ်မှုကြောင့်မလုံခြုံမှုတွေကိုခံစားလာရတဲ့အထွတ်ပြည်သူ့ကာကွယ်တပ်မတော် ပခုတ်ကူခရိုင်အမှတ်15တရင်ထံမှာ ချိတ်ဆက်ပြီးတော့ခိုးလုံလာခဲ့တယ်လို့သိရပါတယ်ထွက်ပြေးလာရတဲ့အကြောင်းရင်းကတော့မလုံခြုံတာပါအစားအသောက်ငတ်ပြတ်တာနောက်ပြီးတော့ပြူစောတိတဲ့အချင်းချင်းစိတ်ဝမ်းကွဲပြီးတော့ပုံကန်စပြုတ်နေတဲ့အတွက်ကြောင့်ပါလုံခြုံရေးအရာမို့လို့ခိုးလုံလာတဲ့သူတွေရဲ့နာမည်တွေကိုတော့ပြောပြလို့မရပါဘူးကျွန်တော်တို့ပခုတ်ကူခရိုင် MS 35တိုင်ရဲ့အနေနဲ့လိုအပ်တာတွေကိုကူညီပေးပြီးတော့ဘေးကင်းရာကိုပို့ဆောင်ပေးခဲ့ပါတယ်လို့ပခုတ်ကူခရိုင် MS 35တိုင်ရင်ကတာဝန်ရှိသူကပြောကြားထားပါတယ်အချမ်းဖတ်စစ်ကောင်းစီလက်အောက်ခံပြူစောတိများထိ ंछ ုတ်ခံထားရတဲ့ပြည်သူများအနေနဲ့ အမြန်ဆုံးဘေးလွတ်ရာနေရာကိုခိုလုံကြရန်နဲ့အလင်းဝင်ရောက်လူသူပြူစောထီများကိုဝေးထွေးစွာကြိုဆိုလျက်ရှိကြောင်းမကြမီအချိန်အတွင်းမှာလည်းပြူစောထီစခန်းများကိုတိုက်ခိုက်သိမ်းပိုက်နိုင်တော့မှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့ အချက်ဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ